အော်တိုဘားလ26ရက်နေ့မှာရုရှားနိုင်ငံကနေစီးရဲသတင်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်ကိုယ်တိုင်အော်တိုဘားလ26ရက်နေ့မှာတရားဝင်ကြေညာခဲ့တဲ့သူ့ရဲ့တီထွင်နေတဲ့နျူကလ িয়ার ဆွမ်းအင်သောခရစ်စတုံးဂျီအစ်စ်ကိုနောက်ဆုံးချိန်အောင်မြင်စွာဆက်သက်ပြတ်သန်းနိုင်ခဲ့ပြီလို့ပြောပါတယ်။ဒီတုံးကြီးဟာမိုင်ပေါင်း8900တပေါင်းနီးပါးအထိရောက်ရှိနိုင်စွမ်းရှိတယ်လို့လည်းသိရပါတယ်။တာရာရှားအတွက်အရေးပါတဲ့စစ်နက်နဲ့ဆိုင်ရာတိုးတက်မှုအသစ်တစ်ခုလို့ဆိုရမှာပါ။ ရုရှားနိုင်ငံဟာဒုံးပျံပညာရပ်မှာဘယ်သူနဲ့မှမရှင်သာတဲ့ကြွက်ကျင်မှုတွေရှိတယ်ဆိုတာတော့အားလုံးသိပြီးသားပါပထိန်ဒုံးပျံဖြစ်ဖြစ်ခရစ်ဒုံးကြီးမျိုးစားပဲဖြစ်ဖြစ်သူတို့ကအမြဲတမ်းရှေ့ဆောင်နေသူတွေပါပဲအမေရိကန်ကလည်းသူတို့ရဲ့ဒုံးပျံကြားပြတ်ဖြည့်ဆည်းရေးစနစ်မစ်ဆိုင်းဒီဖ ens တွေကိုတိုးတက်အောင်လုပ်နေပေမဲ့ရုရှားကတော့အလျှော့မပေးပါဘူးသူတို့ရဲ့ဒုံးပျံတွေဟာအမေရိကန်ရဲ့နောက်ဆုံးပေါ်ကာကွယ်ရေးစနစ်တွေကို ဘလို့နီးနဲ့မဆိုထုတ်ပေါက်ဝင်ရောက်နိုင်အောင်နီလန်းအစ်စ်တွေကိုအပြဲတမ်းရှာဖွေတီထွင်နေခဲ့ကြတာပါအခုလိုအားထုတ်မှုရဲ့ရလကတော့လက်ရှိမှာသူတို့တိစောက်နေတဲ့ဒီတုံးမြန်အစ်စ်ပါပဲဒီတုံးမြန်ဟာကဘာပေါ်မှာကာကွယ်ရေးစနစ်အားလုံးကိုကျော်လှပြီးကမ္ဘာရဲ့ဘယ်နေရာမဆိုတိုက်ခိုက်နိုင်သရှိရဲ့လို့ရုရှားကကြွေးကြော်နေပါတယ်ရုရှားဘာသာနဲ့ပုံတိုင်းငှက်လို့အထိပ္ပယ်ရပြီးနျူကလ িয়ার စွမ်းအင်တုံထားပြီးတော့နျူကလ িয়ার ထိပ်ဖို့တက်ဆက်ပြတ်ခတ်နိုင်တဲ့ဒီလက်နက်ဟာအနိုင်ပြတ်တန်းနိုင်တာ အကွာဝေးအကန့်အသတ်မရှိပြစ်ခတ်နိုင်တာကြောင့်ရုရှားအတွက်အရန်ကိုအစွမ်းထက်ပြီးအကွာဝေးကိုစိတ်ပူစရာမလိုတဲ့နျူကလ িয়ার ဒုံးမြန်ပဲဖြစ်ပါတယ်။ဒီဘူရီဘန်နစ်ဆိုတဲ့ဒုံးမြန်ဟာ2018ခုနှစ်မလ10ရက်နေ့တုန်းကရုရှားသမ္မတဗလာဒီမာပူတင်ကိုယ်တိုင်ထုတ်ပေါ်ပြသခဲ့တဲ့ရုရှားရဲ့မဟာဗျူဟာမြောက်လက်နက်သစ်6မျိုးတည်းကတစ်ခုဖြစ်ပါတယ်။ဒီပူရီဘန်နစ်ဆိုတဲ့ဒုံးကြီးဟာရုရှားအတွက်ဂုံယူစရာဖြစ်တယ်လို့တချိန်တည်းမှာပဲအနေရရှိတဲ့ဇလန်းလေးတွေလည်းရှိခဲ့ပါတယ်။ အစပြုခဲ့တာကတော့2018ခုနှစ်နိုဝင်ဘာလတုန်းကညုံတော့စာစစ်စခန်းမှာဆန်းသက်ပစ်ခတ်လိုက်တဲ့ဘူရီပန်နစ်ဒုံးမြန်ဟာမအောင်မြင်မဲ2မိနစ်လောက်ပဲပြန်သက်နိုင်ပြီးတော့35ကီလိုမီတာလောက်အကွာမှာရှိတဲ့ဘာရန်ပင်လယ်အတွင်းကိုထိုးချပျက်စီးသွားခဲ့ပါတယ်။ဒါပေမဲ့ဒီဒုံးကြီးကရိုးရိုးဒုံးကြီးမဟုတ်ပဲနျူကလ িয়ার စွမ်းအင်သုံးဖြစ်နေတာကြောင့်သူ့ရဲ့အပျက်စီးတွေကိုပြန်ဆယ်ယူဖို့ကအရေးကြီးတဲ့အတွက်သမော်သုံးစီကိုတာဝန်ပေးခဲ့ရပြီးအဲ့ဒီထက်မှရေဒီယိုတပ်တုပြပစ္စည်းတွေကိုကင်တွယ်နိုင်တဲ့ စက်ပစ္စည်းတွေတက်ဆင်ထားတဲ့သမောဒဇင်းတောင်ပါခဲ့တယ်လို့သိရပါဗျ။ဒီလိုရှုပ်ထွေးနေတဲ့ကြားမှာပဲနှစ်နှစ်အကြာ2019ခုနှစ်ဩဂုတ်လ9ရက်နေ့မှာပဲနယူရောဆာစစ်စခန်းမှာပဲပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့ပါဗျ။အစိုးရကအစာပိုင်းမှာနှုတ်ဆက်နေပေမဲ့နောက်ပိုင်းမှာတော့ဒါဟာအရေးလောက်သာဆုံးဒုံးပြန်အင်ဂျင်အတွက်ရေဒီယိုတပ်ထူးကြွစွမ်းရင်ရင်းမြစ်ကိုစမ်းသပ်နေရင်ဖြစ်ခဲ့တာလို့သတင်းတွေထွက်ပေါ်လာပါဗျ။ဒီမတော်တဆမှုရဲ့ရလဒ်ကတော့ကြောက်စရာကောင်းပါဗျ။ ရုရှားရဲ့အကောင်းဆုံးလက်နက်ဒီဇိုင်းပညာရှင်9ဟာအသက်ဆုံးရှုံးခဲ့ရပါတယ်။ပုံပြီးဆိုတာကဒီပေါက်ကွဲမှုဟာအရင်2019ခုနှစ်တုန်းကစမ်းသပ်မှုမအောင်မြင်လို့ပင်လယ်ကျမ်းပြင်မှာကြံရစ်နေတဲ့ဒုံးပြန်ကိုပြန်ဆက်ယူဖို့ကြိုးပမ်းရင်းဖြစ်ခဲ့တာလို့လည်းတချို့ကယူဆကြပါတယ်။ဘာပဲဖြစ်ဖြစ်ဒီဖြစ်ဆိုးကရုရှားရဲ့နျူကလ িয়ার လက်နက်အစီအစဉ်အပေါ်ဘလောက်အလေးနဲ့ထားလဲဆိုတာပြသခဲ့ပါတယ်။2019ခုနှစ်နိုဝင်ဘာလ27ရက်နေ့မှာသမ္မတပူတင်ကိုယ်တိုင် တင်ဆောင်သွားတဲ့သိပ္ပံပညာရှင်တွေရဲ့မိသားစုတွေကိုဂုံပြုစုပေးပွဲမှာဂတိပေးစကားပြောကြားခဲ့ပါတယ်။သူတို့စမ်းသပ်နေတာဟာဘယ်အရာနဲ့မှမနိုင်ရှင်နိုင်တဲ့လက်နက်တစ်ခုဖြစ်တယ်လို့ချီချူးဂုံပြုရင်းဒီလက်နက်ကိုဘလို့ပဲဖြစ်စေပြီးပြည့်စုံအောင်လုံဆောင်သွားမှာပါလို့လည်းအတိအလင်းဂတိပေးခဲ့ပါတယ်။ဒီလိုနျူကလ িয়ার စွမ်းရည်သောခရစ်တုံးပြန်လုပ်တဲ့အစီအစဉ်ကအမေရိကန်မှာလည်း1959ခုနှစ်တုန်းက Project Blue Dot ဆိုပြီးလုပ်ခဲ့ပူပါတယ်လို့ဆိုပါတယ်။ ဲ့ဒီတုန်းက American Cement Project Blue တို့ကအလုပ်တော်ဖြစ်ခဲ့ပေမဲ့အထက်အားဖြင့်အချက်30ကျောင်းသူတို့ရပ်ဖြစ်ခဲ့ရတာပါဒီလက်နက်ကထိတ်တိုက်ရယ်ဆိုင်မှုဖြစ်စေနိုင်တယ်လို့ရယ်ရှီပီးသားတိုက်ချင်းပြင်တုံးမြန် ICBM တွေလောက်လဲစီရေးရမထီရောက်ဘူးလို့မြင်တာရယ်ရေဒီယိုတပ်တုပြရောင်းကြီးတက်နိုင်ကြီးထုတ်လွှင့်တာတွေကြောင့်စက်သက်ပြန်တမ်းမှုအစီအစဉ်ဆွဲရတာအမ်ပတန်ခက်ခဲစေလို့ရပ်ဖြစ်ခဲ့တာဖြစ်ပါတယ်ဘိုရီဘန်နစ်လို့အမည်ပေးထားတဲ့ရုရှားရဲ့ ူးခြားဆန်းသစ်တဲ့နျူကလ িয়ার စွမ်းအင်သုံးခရစ်ဒုံးကြီးအသစ်ဆန်းသတ်မှုတွေအောင်မြင်စွာပြီးဆုံးသွားပြီလို့သမ္မတပူတင်ကထုတ်ပေါ်ပြောကြားလိုက်ပါတယ်။ဒီဒုံးကြီးအသစ်ဟာကမ္ဘာပေါ်မှာဘယ်သူမှမပိုင်ဆိုင်သေးတဲ့ထူးခြားတဲ့စွမ်းရည်ရှိပြီးတော့အကန့်အသတ်မရှိအကွာအဝေးကိုရောက်နိုင်တယ်လို့လည်းပူတင်က ထလောင်းပြောဆိုခဲ့ပါတယ်။ရုရှားအစိုးရကထုတ်ပြန်တဲ့ဗီဒီယိုမှာပူတင်ဟာစစ်ဘက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အစည်းအဝေးတစ်ခုမှာအဆုံးဖြတ်ပေးတဲ့စမ်းသပ်ချက်တွေဟာအခုပဲပြီးသွားပါပြီလို့ပြောခဲ့ပါတယ်။ အော်တိုဘားလာ21ရက်နေ့ကဆန်းသက်မှုမှာဒုံးကြီးအားမိုင်1800ကို15နာရီကြာပြန်တန်းခဲ့တယ်လို့ဆိုပါတယ်။ဒီဒုံးကြီးရဲ့အဓိကအားသာချက်နဲ့ထူးခြားချက်တွေကတော့တကယ့်ကိုကြောက်စရာကောင်းပါတယ်။ဒီဒုံးကြီးရဲ့အကြီးမားဆုံးအားသာချက်ကတော့ပြစ်ခတ်နိုင်တဲ့အကွာဝေးအကန့်အသတ်မရှိတာပါပဲ။လောင်စာစီကန့်သတ်ချက်ကိုလုံးဝစိုးရိမ်စရာမရှိတော့ပဲကဘာကိုလှက်ပတ်ပြီးမမျော်လင့်တဲ့နေရာတွေကနေရန်သူကိုဝင်တိုက်ဖို့အခွင့်အရေးရစေပါတယ်။ နျူကလ িয়ার ဆွမ်းအင်ကိုတုံးတဲ့အတွက်ခရစ်တုံးပြန်နေတဲ့မှာတိုက်ချစ်ပြန်အကွာအဝေးကိုရောက်တဲ့ပထမအဆုံးဒုံးကြီးဖြစ်လာတာပါ။ရန်ကုန်သမောတွေလေရင်တင်သမောတွေမှာနျူကလ িয়ার ဆွမ်းအင်တုံးတာရှိခဲ့ဘူးပေမဲ့ပြန်တန်းတဲ့အရာဝတ္ထုမှာဒါဟာပထမအဆုံးပါပဲ။ဒါပြင်သူကပြန်တန်းနေတော့မှလိုရာဥတီရာကိုလှည့်မြန်စွာပြောင်းလဲနိုင်တဲ့ဆွမ်းအင်ရှိပါတယ်။ဒီတော့ရန်သူရဲ့ဒုံးပြန်ကြားဖြတ်ဖြန့်စည်းရေးစနစ်တွေနဲ့ဟန်နာဖို့ဆိုတာတကယ်ကိုခက်ခဲစေပါတယ်။ နျူကလ িয়ার ဓာတ်ပေါင်းမိုတွေကဂျီမာပီလေးလံလေးရှိပေမဲ့ရုရှားကတော့ဒုံးမြန်ပေါင်းနေမှုတင့်တော်တဲ့ဂျစ်လီဘီပေါ်ပါတဲ့ fission ဓာတ်ပေါင်းမိုကိုတီထွင်နိုင်ခဲ့ပုံရပါတယ်။သူတို့ပြောတဲ့ Bori Vinix ရဲ့နျူကလ িয়ার ဓာတ်ပေါင်းမိုဟာပိတ်ထားတဲ့စနစ် close loop system နဲ့အလုံးလုံးမှာဖြစ်တဲ့အတွက်အငင်းပွားဝယ်ရာဖြစ်နေတဲ့ radio တတ်ထုကြောင့်အငွေ့တွေထွက်လာတာကိုဖယ်ရှားနိုင်လိမ့်မယ်လို့ဆိုပါတယ်။ဒီစနစ်ကအပူကိုအရေတမျိုးစီလွှဲပြောင်းပေးပြီး အဲ့ဒီရေကားမှာတာပိုင်ကိုလှည့်လျှက်စစ်ထုတ်အဲ့ဒီလျှက်စစ်ကနေလေကိုဖိသိပ်ပြီးတွန်းကန်အားကို ထုတ်ပေးတဲ့နည်းနဲ့သွားတာပါဒီတုံးချီကအတန်နဲ့နေတဲ့ဆပ်ဆွနဲ့ခရစ်တုံးပြံမျိုးစားဖြစ်တာကြောင့်အပူနဲ့နဲ့ပဲထုတ်လွတ်ပြီးခြေရာခံဖို့ပိုပြီးခက်ခဲစေပါတယ်ပြီးတော့ပိုသိပ်ပြီးပိုလေးပါတယ်ဒီလေးချိန်ကြောင့်ပဲလေရင်ပေါ်မှာတက်ဆင်ဖို့မလွယ်ပဲမြေပြင်ကရေနေနဲ့စစ်သမောတွေပေါ်မှာပဲတည်ဆောင်နိုင်ဖို့များတယ်လို့ခံမှန်းရပါတယ် မေရိကန်ကရန်ခဲတဲ့ပုံစံမျိုးကိုရုရှားကနေပညာတိုးတက်အောင်လုပ်ပြီးစမ်းသပ်အောင်မြင်အောင်လုပ်ခဲ့တာလို့ပြောရမှာပါ။ခရစ်ဒုံမြန်တွေမှာဘာအားသာချက်ရှိလဲဆိုတော့သူတို့ကပက်ထိန်ဒုံမြန်တွေထက်ပိုပြီးတော့ဝိပတ်မောင်းနေနိုင်တယ်။ဒါကြောင့်ရန်သူကဒုံမြန်ကာကွယ်ရေးနဲ့ရေဒါတွေကြားပစ်ချမဲ့ဒုံမြန်တွေရဲ့အောက်ကနေဒါမှမဟုတ်ဘေးပတ်ပြီးပြန်တန်းနိုင်တာပါ။ဒါပေမဲ့ရုံရုံဒုံမြန်လောင်စာတုံးတဲ့ဒုံမြန်တွေမှာဆိုရင်တော့ပြန်တန်းနိုင်တဲ့အချိန်နဲ့အကွာအဝေးကကန့်သက်ချက်ရှိပါတယ်။ အဲ့ဒီနေရာမှာနျူကလ িয়ার ဆွမ်းအင်ကတာမန်လောင်စာထက်ပေးနိုင်တဲ့ဆွမ်းအင်ကအများကြီးပိုပါတယ်။အဲ့ဒီဆွမ်းအင်ကိုဒုံးပြရဲ့မောင်းနှင်အားအတွက်အသုံးပြုနိုင်မယ်ဆိုရင်တော့ပြင်မှတ်ရဲ့အကွာဝေးဆုံးအပြင်ဘက်ကအတော်လေးဝေးတဲ့နေရာကနေလွှတ်တင်နိုင်မှာပါ။ကာကွယ်ရေးစနစ်တွေကိုရှောင်ရှားဖို့အတွက်ကိုယ်ပတ်တဲ့လမ်းကြောင်းမျိုးနဲ့ပြန်တန်းနိုင်ပါမယ်။လိုသလောက်အချိန်ကြာကြာပတ်ပြီးဝဲနေနိုင်ပါမယ်။ ဒီတုံးမြန်ကိုရုရှားကာကွယ်ရေးလုပ်ငန်းက2000ခုနှစ်ဒီဇင်ဘာလမှာစပြီးတည်ထူဖို့လှုံ့ဆော်ခဲ့တာပါအထက်ကယူရဲချက်ကတော့တိုက်ချင်းမြစ်တုံးမြန်ကာကွယ်ရေးစာချုပ်ကိုအမေရိကန်က1982ခုနှစ်မှာဆွန့်လွတ်လိုက်ပြီးနောက်ပိုင်းရန်သူရဲ့ဗလူကြားပြတ်ပစ်ချတဲ့တုံးမြန်ကာကွယ်ရေးမဆိုထုတ်ပေါက်ဝင်ရောက်နိုင်မဲ့နျူကလ িয়ার စွမ်းအင်သုံးတုံးမြန်တစ်စင်းရဖို့ပါပဲဒီတုံးမြန်ရဲ့ပုံမှန်သဏ္ဍာန်ကလည်းထူးခြားတယ်လို့ဆိုရမှာပါသူ့ရဲ့အရှိကစတဲ့ပြစ်လွတ်လိုက်တဲ့အချိန်မှာ39ပေရှိပေမဲ့ ပြန်တန်းနေတဲ့အခါမှာတော့အစိတ်ပိုင်းတွေရဲ့ရော့ချသွားပုံရပြီးပေ30လောက်ပဲကျန်တော့တာပါ။ဒုံးကြီးရဲ့ထိပ်ဖူးပိုင်းကလည်းရိုးရိုးပုံစံမဟုတ်ပဲတမီတာပတ်လဲ1.5ပီတာအရွယ်စားရှိတဲ့ဘဲဥပုံတန်းရှိတယ်လို့မှတ်တမ်းတွေကဆိုပါတယ်။ Ramjet engine ကတာမန်နျူကလ িয়ার စနစ်တွေနဲ့မတူဘဲပိုပြီးအန္တရာယ်ကြီးတဲ့အနေအထားမှာရှိနေတယ်လို့ဆိုပါရယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီ engine ကလက်ပတ်နေသေးရေဒီယိုတပ်ထုကြောင့်အခိုးအမွေတွေကိုစဉ်ဆက်မပြတ်ထုတ်လွှင့်နေမှာဖြစ်တယ်လို့ယူဆထားလို့ပါပဲ။ ဆိုတော့ဒီဒုံးကြီးဟာအကန့်အသတ်မရှိပြန်နိုင်တဲ့စွမ်းရည်ရှိတယ်လို့တစ်ချိန်တည်းမှာပဲပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်တဲ့ရေဒီယိုတပ်ထုကလမ်းကြောင်းကိုလည်းခြံရစ်နိုင်ခဲ့တယ်လို့ဆိုတာမျိုးဖြစ်နေပါတယ်။ဒီပူရီဘက်နစ်ဒုံးပြန်ရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာကမ္ဘာမှာနျူကလ িয়ার လက်နက်ပြန်ဆိုင်မှုကိုအသက်တစ်ပတ်စတင်စေနိုင်ပါတယ်။နျူကလ িয়ার တပ်ပေါင်းပုံနဲ့ဒုံးပြန်ကိုပေါင်းစပ်လိုက်တာဟာမတော်တဆမှုတစ်ခုခုဖြစ်ရင်ရေဒီယိုတပ်ထုကြောင့်ငြင်းချမ်းမှုတွေဖြစ်နိုင်ခြင်းအခြေအကျရှိပြီးတော့ ကဘာကြီးတဝန်းလုံးကိုပါကတ်ဆိုးလိုဖြစ်စေနိုင်တဲ့အနေရရှိနေတယ်ဆိုတော့ကလည်းမမေ့သင့်ပါဘူးအခုအချိန်မှာဓာတုလက်နက်တို့ဇီဝလက်နက်တို့ဆိုတာတွေဟာဖြန့်အားကြီးတဲ့ကြီးအောင်တီထွင်နေကြတာတွေအားလုံးကိုရပ်တန့်ဖို့တကယ်ကိုအချိန်တန်နေပါပြီဆရာအောင်သိန်းပြောခဲ့ဘူးသလိုပါပဲဘယ်နိုင်ငံကမှမသိဘယ်သူကမှမသိတုံကနဲခလုတ်လေးတစ်ချက်များနှိမ့်လိုက်မြင်ရင်စွန့်သွတ်ပေးဖို့ဘုံကြီးတပားတော်မကြံတော့ပဲသာသနာပါကွယ်သွားနိုင်တဲ့အထီးအချင်းတွေကစိုးနေပါပြီ အင်အားကြီးနိုင်ငံတွေကတော့လူသားမျိုးနွယ်တစ်ခုလုံးကိုမျိုးတုံးသွားလောက်အောင်ကိုအမ်ဘတန်အင်အားကြီးမာတဲ့လက်နက်တွေဖန်တီးနေချိန်မှာကျွန်တော်တို့လိုအင်အားငယ်နိုင်ငံလေးတွေထဲမှာကြတော့တယောက်နဲ့တယောက်အမွေလူရင်းရန်ဖြစ်နေလို့ကောင်းနေတော့ဖြစ်နေကြဆဲပါတကယ်တော့လူသားတွေဟာဒီလိုအလှဆုံးကဘာကြီးကိုကိုယ့်ရဲ့အတ္တတွေကြောင့်ပျက်စီးရပျက်စီးချောင်းတွေပဲကြံစည်နေတာတွေကိုရက်တန့်သင့်ပြီလို့ထင်ပါတယ်သိပ္ပံပညာတိုးတက်တာကိုကြိုက်ပေမဲ့တချို့ကိစ္စတွေကြတော့တကယ်စိတ်မချမ်းသာကြရရှိပါတယ် အခုလဲပူတင်ကဒီလိုထူးဆန်းတဲ့ဒုံးကြီးကြီးထွင်လိုက်ပြန်တော့မင်းအောင်ကြည့်လိုက်ကြပါအောင်မကြခင်ဆိုရင်တရုတ်ကလည်းဒီလိုလိုက်ထွင်တော့မယ်အမေရိကန်ကလည်းနောက်ကနေအပီလိုက်ကြတော့မယ်ဒီလိုနဲ့မပြီးနိုင်မစီနိုင်လက်နက်ပြိုင်ဆိုင်မှုတွေလုပ်ကြရင်ကဘာကြီးကိုချင်းကိုက်ဘုံတွေတက်စစ်နေကြသလိုဖြစ်နေတော့တာပါပဲတကယ့်ကိုစိတ်ပြက်စရာကောင်းလာပါတယ်ဒါရီဟာဘယ်တော့မှအဆုံးသတ်နိုင်မှာလဲဆိုတာကတော့မသိတော့ပါဘူးခင်ဗျာ